ဟုတ်မနေ့ကတငယ်ချင်းနေမင်္ဂလာပါဗျဟုတ်ကျွန်တော်နေဦးပိုင်းမှာအနန္တကွက်ကိုရှောင်းထားတဲ့မူလေးပေါ့နော်လေးခါနဲ့ကွာ6ရှောင်းထားတဲ့မူကတော့အောင်မြင်သွားပါပြီနောက်ထပ်ကျွန်တော်ရှောင်းထားတဲ့ site လေးတစ် site မထွက်သေးပါဘူးဒီကြံ၃ညမှာထွက်လာခဲ့ရင် အရောင်းထားတဲ့ငွေရင်းတွေရောတိုင်းမော်ကကျွန်တော်ရဲ့ချစ်ခင်ရတဲ့မိတ်ဆွေတို့ရောရရှိနိုင်အောင်လို့ကျွန်တော်ဒီရောင်းထားတဲ့ကဏ္ဍလေးကိုဒီဖိုင်လေးမှာ တင်ပြပေးလိုက်ပါမယ်ဗျကျွန်တော်တို့ဒီစီကြောပေါ့နော်လေးကစီနှစ်ထန်းกว่าဝေးနဲ့အစီကြောပေါ့နော်1 9 3 1စီကြောပေါ့ နေဦးရှစ်ထိပ်ကွာဝေးအညီပေါ့နော်သူရဲ့ကွာဝေးညီမှာ6ထိပ်6ထိပ်ပြီးတော့3ညာထိပ်ဟုတ်3ညာထိပ်ပြီးတော့1ထိပ်ပေါ့နော်ဟုတ်ဒီ69တုံညာတည်ဆိုရဲစီကြောကနေပြီးတော့ဟုတ်ကျွန်တော်တို့ဒီမှာဒီရှိသည် ရှစ်လို့ကြဒီရှစ်ဒီရှစ်လို့ကြလို့ဒီရှစ်ဒီ predict သုံးခါလေးခါတစ်သုံးလေးဒီရှစ်လို့ပြန်ရိုက်တယ်အဲ့မှာ၄6ကိုဒီကိုပုံလေး ਨੇ ရှစ်ပြီးတော့ကိုပေါ့နော်ဒီကိုဒီကိုလို့ကြလိုက်တဲ့ချိန်မှာပြေကိုတုံညာခါတုံညာခါဒီကိုလို့ရိုက်ပြီးတော့ဒီသုံးလုံးဒီ ကိုပုံနေနဲ့ပေါ့နော်ရှိကိုပြီးတော့တုံညဒီတုံညဒီသူ့ရဲ့နောက်နေမှာတုံညလို့ကြားလိုက်တာ ਨੇ ပရိနေတုံညကရှစ်ခါနှစ်တုံညရှစ်ဒီတုံညလို့ပြန်ဖြစ်ပြီးပြီးတော့ဒီသုံးလုံးဒီကိုပုံနေနဲ့ပေါ့နော်ရှစ်ကိုတုံညပြီးတော့တစ်ပေါ့နော်ဒီတစ်ဒီသူ့ရဲ့နောက်နေမှာတစ်ထဲ့လို့ကြားလိုက်တာ ਨੇ ပရိကုန်တစ်ခါသုံးခါဒီတစ်လို့ရရိုက်ပြီးတော့ဒီသုံးလုံးဒီကိုပုံနေနဲ့ ရိုက်ခဲ့တဲ့မူလေးပေါ့နော်အဲ့ဒီ၈ကို၃ညာတိကိုဗရိတ်လေးနဲ့ဗရိတ်လေးဒီ၈ဗရိတ်ခုနဲ့ဗရိတ်နှစ်ဒီ၉ဗရိတ်၉နဲ့ဗရိတ်၁ဒီ၃ညာဗရိတ်နှစ်နဲ့ဗရိတ်၉ဒီ၁၈၉၃ညာ၁အဲ့ဒီ၈ရဲ့ပါဝါ၃ဗရိတ်၃ဒီဗရိတ်နှစ်ခုပေါင်းတော့၈ပြီးတော့၉၉ရဲ့ပါဝါလေးဗရိတ်လေးဒီနေ့ဒီဗရိတ်နှစ်ခုပေါင်း၃ညာ၃ညာရဲ့ပါဝါ၅ဗရိတ်၅ ဒီပရိတ်နှစ်ခုပေါင်းက1 1ရပ်ပါပါ6ပရိတ်6ပေါ့နော်ပရိတ်နှစ်ခုပေါင်း8ပရိတ်နှစ်ခုပေါင်း9ပရိတ်နှစ်ခုပေါင်း3ညပရိတ်နှစ်ခုပေါင်း1 8 9 3ညရှိကော3ညတရပါပါလန်3 4 5 6ဘောနော်ပရိတ်3ပရိတ်4ပရိတ်5ပရိတ်6 3 4 5 6အဲ့ဒီ3 4 5 6ရဲ့ဇောင်းမှာပရိတ်9နော်ပရိတ်9ပရိတ်9ပရိတ်9ဘောနော် ဲ့ကိုတွေကသူ့ရဲ့ဆောင်မှာခွန်ခွန်၅ဒီကိုဒီကိုရဲ့ဆောင်မှာ၃ညနှစ်ခွန်ဒီကိုဒီကိုရဲ့ဆောင်မှာ၅40ဒီကိုဒီကိုရဲ့ဆောင်မှာ၄၄ဒီကိုလို့ကြာပြီးတော့အဲ့ဒီကိုတွေပြိကိုရဲ့အောင်မှာ၆ခွန်ခွန်ဒီ၃ညကိုရဲ့အောင်မှာ၉ခွန်၄ဒီ၃ညကိုရဲ့အောင်မှာ၆68ဒီ၃ညကိုရဲ့အောင်မှာ၁ခွန်၄ဒီ၃ညဆိုပြီးတော့စင်ကဲလေးလေးရိုက်ခဲ့ပါသေးတယ်နော် အဲ့ဒီ၈ကိုတုံညာတဲ့စီရောမှာနောက်ပေါင်း၆နောက်ပေါင်း၈နောက်ပေါင်းလေးဒီ၈နောက်ပေါင်းတုံညာနောက်ပေါင်းကနောက်ပေါင်းလေးဒီကို၈ကိုနောက်ပေါင်းတဲ့နောက်ပေါင်းကနောက်ပေါင်းလေးဒီတုံညာ၈ကိုတုံညာနောက်ပေါင်း၈နောက်ပေါင်းကနောက်ပေါင်း၈ရှင်ငါ၈ဒီ၈၈ကိုတုံညာ၈အဲ့ဒီ၈ကိုတုံညာ၈တိရိုက်ခဲ့ပြီးတော့ဒီမှာกว่า၄กว่า၅กว่า၆กว่าခု၄၅၆ခုလို့လည်းရိုက်ခဲ့တယ်เนาะခုနကရိုက်ခဲ့တဲ့ဒီ၆ခုခုဒီတုံညာ ကုခွန်လေးဒီ3ည668ဒီ3ညကစ်ကွန်2ဒီ3ညလို့ရိုက်ခဲ့တဲ့စီရောကအဲ့ဒီ3ညတွေကို3ညရဲ့ပါဝါ9ဗရိတ်9နဲ့ပေါ့နော်3ညရဲ့ပါဝါ9ဗရိတ်9နဲ့ကိုဟောဒီမှာနော်ဒါဒီနေ့တက်မှာ10ပိတ်နဲ့ဗရိတ်9 10ပြီးတော့9ပိတ်နဲ့ဗရိတ်9 9ပိတ်နဲ့ဗရိတ်9ပြီးတော့3ညနောက်ပိတ်နဲ့ဗရိတ်9 3ညနောက်ပိတ်နဲ့ဗရိတ်9ပြီးတော့10ပိတ်နဲ့ဗရိတ်9ပေါ့နော်အဲကျွန်တော်တို့ရိုက်ခဲ့တဲ့ရှေ့ 6 3 9 1 6 3 9 1 9 3ကိုအ3ဖြစ်ချင်း4ချက်ရိုက်ခဲ့လို့ပရိင္9ဖြစ်ချင်း4ချက်နဲ့ပေါ့နော်6 9 3 9 1ကနောက်ပိတ်ပရိင္9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 လို့4ချက်ပြန်ရိုက်တယ်ဒီစီးကျော်ကနေကျွန်တော်တို့ရိုက်มาသည်เนาะကျွန်တော်တို့ရောင်းထားတာသည်ရှစ်ထက်ရအောင်ပါပရိကုံပရိင္9ပရိင္9ပရိ3ခုရပေါင်းလိုက်ခွန်ကိုသူ့ရဲ့စောင်းပါ ပရိခုံလို့ရိုက်ခဲ့တဲ့ line ဒါကျွန်တော်တို့ရောင်းထားတဲ့ကဏ္ဍပေါ့နော်ရှင်းပြီးတော့ဒီကိုးထက်ရဲ့အောင်မှာပရိတုံညာပရိကိုပရိကိုပရိသုံးကွာတုံညာကိုကိုတုံညာကိုကိုရဲ့ပေါင်းလိုက်ရှိအဲ့ဒီရှစ်ဒီသူ့ရဲ့ဇောင်းမှာပရိရှစ်လို့ရောင်းထားတယ်ပရိရှစ်လို့ရိုက်တဲ့ line ပေါ့နော်ရှင်းကိုပြီးတော့တုံညာတုံညာရဲ့အောင်မှာပရိတုံညာပရိနဲ့ပရိကိုပရိသုံးကွာပေါင်းလိုက်သည်တိအဲ့ဒီတိကိုပရိတိလို့ရိုက်ခဲ့တဲ့ line ပေါ့နော်ရှင်းကိုတုံညာတိပြီးတော့ ရှိကိုတုံညာပြီးတော့တည့်လက်တည့်ရဲ့အောင်မှာပရိတ်ငါပရိတ်ချပရိတ်ရှိသည်ကိုအဲ့ဒီကိုသည်သူ့ရဲ့အောင်မှာပရိတ်ကိုလို့ရိုက်ခဲ့တဲ့လိုင်းပေါ့နော်ပရိတ်သုံးငူပေါင်းခွန်ကိုပရိတ်ခွန်လို့ကြအဲ့ဒီပရိတ်ခွန်သည်သူ့ရဲ့နောက်ထဲမှာတုံညာ၃လေးဆိုတဲ့ပရိတ်ခွန်တဲတကွဒါမွေးကနန်းရိုက်တဲ့လိုင်းပေါ့နော် ပရိတ်တုံညာပရိတ်ကိုပရိတ်ကိုဒီရှေ့အဲ့ဒီရှေ့ဒီပရိတ်ရှေ့လို့ရိုက်ပြီးအဲ့ဒီပရိတ်ရှေ့ဒီသူ့ရဲ့နောင်နေမှာ၄၁၃လို့ကြားတယ်မွေးကနန်သေးတဲ့ကွယ်ပေါ့နော်ပရိတ်ရှေ့ရှေ့ပြီးကိုပြီးတုံညာလေတုံညာရဲ့အာမှာပရိတ်တုံညာပရိတ်နဲ့ပရိတ်ကိုဒီ၁အဲ့ဒီ၁ဒီပရိတ်၁လို့ကြားပြီးဒီပရိတ်၁ဒီသူ့ရဲ့နောင်နေမှာခွန်ထိုင်ဆိုတဲ့တကွယ်ထဲကြားတဲ့ဒေးတကွယ်ပေါ့နော်ရှိကိုတုံညာပြီးတော့တည့်ရဲ့အောင်မှာပရိငါပရိချပရိရှိတိကိုအဲ့ဒီကိုဒီပရိကိုလို့ကြာပြီးတော့ဒီပရိကိုရဲ့အောင်မှာ ပရိကိုးနဲ့ပတ်သက်လို့ကျွန်တော်တို့လိုက်နေတဲ့ဒဲတစ်ခွက်သေးသည်တစ်ကြိမ်နှစ်ကြိမ်သုံးကြိမ်ပဲကြံတော့တယ်နော်ဒါပြပြပါမယ်ခဏကတော့တစ်ခွန်တစ်ဒဲပါနော်သူ့ရဲ့ဘလိုနီးနဲ့ဒဲတစ်ခွက်သေးကြာတယ်လို့ပြောရင်အဲကျွန်တော်တို့ဒီဒီပရိသုံးခွက်နေမှာခဏန်းတစ်ခွက်ကိုသူကဒဲရိုက်ထုတ်တာပါနော်ဒီသုံးခါသည်ဝေခဏန်းရိုက်တော့မယ်နော်ဒီသုံးခါသည်ဒီသုံးခါနဲ့ နော်ဒီပရိငားရဲ့ပါဝါတုံရသည်ထိတ်စီးနဲ့နော်ခွာလေးနဲ့ပရိငားသည်ကိုကိုရဲ့ပါဝါလေးသည်နောက်ပိတ်နဲ့တုံရသုံးလေးဆိုတဲ့တဲတကွက်တဲ့မွေးကနန်းကြပေးရပါလေနော်အဲဒုတိယကတ်မှာလည်းပဲပရိတုံရပရိကိုပရိကိုသည်ရှစ်အဲ့ဒီရှစ်သည်ပရိရှစ်ဒီပရိရှစ်သည်သူ့ရဲ့နောင်ထဲမှာလေးတက်တုံပရိရှစ်ဆိုတဲ့တဲတကွက်သေးသည် ဒီပြိတ်သုံးခုရဲ့အပေါင်းလိုက်ရှစ်ကနေပြီးဒီ၄တစ်သုံးရှစ်ကိုရအောင်လို့သူကဒဲတကွက်ထဲပါပဲနော်ခုနအတိုင်းပါပဲနော်ဒီတစ်ဒီဒီတစ်ခါဒီတစ်ခါနဲ့ပါပဲနော်နောက်ကပြိတ်ကိုဒီပြိတ်ကိုရဲ့ပါဝါလေးလေးထိန်းနဲ့ပါပဲနော်ဒါကွာကိုနဲ့ပြိတ်ကိုဒီရှစ်ရှစ်ရဲ့ပါဝါသုံးသုံးပိန်းနဲ့ပါပဲနော်၄တစ်သုံးဆိုတဲ့ဒဲတကွက်ကြပါလေတတိယကတ်မှာကျတော့၃ရရဲ့အောင်ပါနော် ပရိတ်၃ညပရိတ်နဲ့ပရိတ်ကိုဒီအဲ့ဒီတည်းဒီပရိတ်တည်းလို့ကြာပြီးတော့ဒီပရိတ်တည်းဒီသူ့ရဲ့နောင်းနဲ့မှာပရိတ်တခွန်ထိုင်ဆိုတဲ့ဒဲတကွက်သေးကိုခုနကအတိုင်းပါပဲနော်ဒီခွန်ခါဒီခွန်ခါနဲ့ပါပဲဒီပရိတ်နဲ့ရပါဝါခွန်ဒီထိတ်စည်းခွန်နဲ့ပါပဲခွာ၃နဲ့ခွာ၉ဒီနှစ်နှစ်ရပါဝါခွန်ခွန်နောက်ပိတ်နဲ့ခွန်ထိုင်ဆိုတဲ့ဒဲတကွက်အရှိနှကအတိုင်း၃ကမ်းမြောက်ပါလေဒဲတကွက်သေးပဲကြာတာပါနော် ခုကျွန်တော်တို့မြောက်တဲ့ကျွန်တော်တို့ရိုက်တဲ့၄ကမ်းမြောက်မှာရှေ့ကို3ကမ်း1အေးအောင်မှာပရိငါပရိ6ပရိ7ဒီကိုအဲ့ဒီကိုဒီပရိကိုလို့ရိုက်ပြီဒီပရိကိုဒီကျွန်တော်တို့ဒီတစ်ခွန်တစ်ဆိုတဲ့တဲတစ်ခွက်ထဲကိုပထမ3ကမ်းအတိုင်းပေါ့နော်ဒီခွန်ဒီခွန်ကားနဲ့နော်ဒီပရိ6ရပါပါတစ်ဒီတစ်ထိတ်နဲ့နော်ကွာရှင်းနဲ့ပရိ7ဒီ6 6ရပါပါတစ်ဒီတစ်ပိတ်နဲ့နော် ျွန်တော်ရောင်းထားတဲ့ကနန်းသည်တစ်ခွန်တဒဲမွေးပါဆိုပြီးတော့ကျွန်တော်ရောင်းထားတဲ့ကနန်းဆက်ကျွန်တော်ရောင်းထားတဲ့ကနန်းဆိုင်သည်တစ်ခွန်တပါနော်တစ်ခွန်တဒဲပါရှစ်သုံးကတိုင်းနော်ရှစ်သုံးကတိုင်းမွေးရမှာဒီတစ်ခွန်တဒဲတကွက်သေးဘူးကျွန်တော်ရောင်းထားပါလေနော်ဟုတ်ရန်ရင်တဲ့ငွေရင်းနေရတော့ ဒါတစ်ပါလေဗရိတ်ကိုလာခွန်ပါလေဗရိတ်ပိုလာဆိုတော့အမျိုးမျိုးတွေးနိုင်ပါလေဒါပေမဲ့ရှေ့သုံးကတ်အတိုင်းဒဲတကွက်တဲ့ကြာတာဒီတစ်ခွန်တစ်ပါနော်ဟုတ်ကျွန်တော်ရောင်းထားတဲ့ကနန်းကိုကျွန်တော်ရဲ့ line မှာတငယ်ချင်းလေးကိုကျွန်တော်မင်းထက်တာတင်ပြပေးလိုက်ပါလေဟုတ်ကျွန်တော်မင်းထက်တာပါကြံသုံးကြိမ်ကိုမမဝင်ကြီးတထောင်ခွဲနောက်နှစ်အတွက်ရောကြံသုံးကြိမ်ရောဆိုရင်တော့တသိမ့်ပါနော်